HAWK ဟာမင်္ဂလာပါတသားမိမိတို့ရေဒီနေ့တသားမိမိတို့ကိုပြောပြမယ့်အကောင်းကြီးကတော့တိတ်ငတ်အကြောင်းပဲဖြစ်ပါတယ်။တိတ်ငတ်တွေကမိုးပေါ်မှာပြန်နိုင်တဲ့အကောင်းကြီးတွေထဲမှာအမြန်ဆုံးပြန်နိုင်တဲ့သတ္တဝါဖြစ်ပါတယ်။တိတ်ငတ်တွေကတနာယီကိုကီလိုမီတာ300အထိပြန်တန်းနိုင်တဲ့ကမ္ဘာအမြန်ဆုံးငတ်တွေထဲမှာပါဝင်ပါတယ်။ တိုင်းငယ်ရဲ့ထူကြချက်ကအမြင်အာရုံအထူးကောင်းပုံပါတယ်တဲ့တိုင်းငယ်တွေမှာလူထက်အဆရှစ်ဆဟိုကောင်းတဲ့အမြင်အာရုံရှိပါတယ်မြေပြင်ပေါ်ကကြွက်လေးတကောင်ကတော့မိုင်တမိုင်အကွာကနေလှမ်းပြီးတော့မြင်နိုင်ပါတယ်တဲ့တိုင်းငယ်တွေရဲ့ခြေသေးတွေကကိုေးပြီးတော့အရန်ပုံမှချွန်ထပ်ပါတယ်တဲ့သားကောင်ကိုဖမ်းမိရင်အဲ့ဒီခြေသေးတွေနဲ့လုံးဝပြုတ်မကျနိုင်အောင်မြင်းမြဲကင်ထားနိုင်ပါတယ်တဲ့ ိင္ငက်တွေကအလွန်သစ္စာရှိတဲ့တံတားဖြစ်ပါတယ်။တကောင်နဲ့တကောင်တသလုံးအတူတူတွဲဖက်နေထိုင်တဲ့အင္ငက်မျိုးဖြစ်ပါတယ်တဲ့။အတူတူနေပြီးလိုက်ဆောက်တဲ့၊မွေးလာတဲ့သိင္ငက်သေးသေးလေးတွေကိုလည်းအတူတူစောင့်ရှောက်တတ်ကြပါတယ်တဲ့။သိင္ငက်တွေနဲ့ပတ်သက်ပြီးသိထားမယ့်အချက်ကတော့သိင္ငက်တွေဟာသဘာဝပတ်ဝန်းကျင်အတွက်အရေးကြီးတဲ့တာရဲငှက်တွေဖြစ်ပြီးသူတို့ကိုကာကွယ်ဖို့လိုအပ်ပါတယ်။သူတို့ရဲ့အတိုက်တွေကိုမဖျက်ဆီးဖို့နဲ့သူတို့နေထိုင်ရာသဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းဖို့လည်းအရေးကြီးပါတဲ့။ ။အဲခုသိမ်းမြတ်ကြောင်းပြပြီဆိုတော့မိကုံးလေးတွေဖြည့်ကြည့်အောင်နော်။သိမ်းငတ်မှာရှိရဲစွမ်းအင်ကပါလေ။ဒဲအမြင့်အာယုံနဲအကြအာယုံသုံးအနံ့ခံအာယုံအမြင့်အာယုံဆိုမှဖြည့်လို့မှာပါလေ။ဒဲတော်တော်မိမိတို့နောက်ထပ်အကောင်းလေးတွေထပ်ပြီးနားထောင်ကြည့်အောင်နော်။ Hmm?